အနောက်ဂျာကာတာရဲ့အင်ရှိဆန်မင်းသားတပါအင်ဒိုနီးရှားမိုဘိုင်းလေဂျန့်စ်လောကရဲ့ influence ကြီးမားတဲ့ကစားသမားတစ်ယောက်ဂိုးလိန်နာတော်တော်များများ idol အဖြစ်သတ်မှတ်ခံထားရတဲ့သူဟုတ်ပါတယ်သူကတော့အင်ဒိုရဲ့နာမည်ကျော် RQ ဟုရှိအသင်းရဲ့ဂိုးလိန်နာဟောင်း Skyler ပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ခေစီပဲဖြစ်ပါတယ် ဒီကနေ့မှာတော့ကျွန်တော်တို့ Skyla အကြောင်းပြောကြမယ်ခဏလေး Skyla အကြောင်းပြောမှာဆိုတော့ကျွန်တော်ဒါလေးတတ်မယ် Skyla ရဲ့နာမည်အရင်းက Chevan ကို David Tandin ဖြစ်ပြီးတော့သူ့ကို2002ခုနှစ် February လ25ရက်နေ့မနာဒိုမြို့မှာမွေးဖွားခဲ့တာ ဖြစ်ပါတယ် Skyla ဟာ RQ ဟိုရှိအသင်းရဲ့ငယ်မွေးချန်ပေါက်ကစားသမားလို့ဆိုရမှာဖြစ်ပြီးတော့သူ့ရဲ့ professional player life ကိုစတင်ခဲ့တာကလည်း RQ ရဲ့ MDA အသင်းဖြစ်တဲ့ RQC နာမှာပဲဖြစ်ပါတယ် Skyler ဟာ MDR Indonesia Season 2မှာ RQC နာနဲ့အတူစတင်ပွဲထွက်လာခဲ့ပြီးတော့ Semi Professional Player တွေကြားထဲမှာသူ့ရဲ့လက်စွမ်းဟာတိတိတသာတာလွန်နေခဲ့တယ်အဲဒါကြောင့်မလို့လေ Most Valuable Player ဆိုတဲ့တိုက်တယ်ကိုပါရယူပိုက်ဆိုင်နိုင်ခဲ့ပြီးတော့ RQC နာရဲ့နိုင်ပွဲတိုင်းလိုလိုမှာပါသူဟာ MVP Player ဖြစ်ခဲ့တယ်အဲ့ဒီနှစ်ကပဲဒီအသင်းကို Fast Runner Up အထိပါရရှိအောင်လို့ စမ်းဆောင်ပေးနိုင်ခဲ့တယ်။ဒီနေရာမှာပြည်သက်တွေတိတ်မသိသေးတဲ့အချက်ကအဲ့ဒီအချိန်က စကိုင်လာကဂျန်ဂလာရိုးကစားရဗျ။သူ့ရဲ့ရည်စမ်းရှင်တွေပါရီဆိုတာတိတ်ကောင်းတာ။အဲ့ဒါကြောင့်မလို့သူ့ရဲ့မခန်းနှစ်ပိုင်းကျွမ်းကျင်မှုကြောင့်ပဲ RQ တင်းဟာ MPL Indonesia Season 7မှာ Lucky 7အနေနဲ့ MDL ကခြားတိတ်လေးစကိုင်လာကိုအသင်းကြီးစီကို ခေါ်ဆောင်ခဲ့တယ်။စကိုင်လာရဲ့ MPL Indonesia အစကထင်သားသလောက်အောင်မြင်မှုမရခဲ့ဘူး regular season မှာတင် အဆင့်3နဲ့ပဲပြီးခဲ့တယ်။အဲ့ဒါအပြင်အစိုးဆုံးအနေနဲ့က play off မှာပါ ပထမဆုံးပွဲစဉ် Aero Wolf ကိုရှုံးနိုင်ပြီးတော့အဆင့်9နေရာနဲ့ပဲရာသီသိမ်းခဲ့တယ်။ AQ Hoshi လိုမျိုးအသင်းကြီးအနေနဲ့ဒါကတော်တော်ဆိုးတာဗျ။အဲ့ဒီနောက် MPL Indonesia season 8မှာ AQ Hoshi အနေနဲ့အသင်းလူစင်းအပြောင်းလဲတွေလုပ်ခဲ့ပြီးတော့ဇင်းတယောက်အသင်းနဲ့ပြန်လည်ပူးပေါင်းပါဝင်ခဲ့တယ်။အဲ့ဒီလိုမျိုးပြောင်းလဲမှုတွေကြောင့်မို့လို့ပဲ RQ ကိုအောင်မြင်မှုတွေစီကိုပြန်လည်သွင်းပို့နိုင်ခဲ့ပြီးတော့ RQ ဟိုရှိအနေနဲ့ MPL Indonesia Season 8 Grand Final ကိုပြန်လည်တက်ရောက်က First Runner Up ကိုရရှိတဲ့အထိအခြေအနေပြန်လည်ပြီးတော့ကောင်းမွန်လာခဲ့တယ်။ MPL Indonesia Grand Final ကိုရောက်ရှိခဲ့တာကြောင့်မို့လို့ RQ ဟိုရှိအနေနဲ့ M3 World Championship ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်။ M3 ရောက်တဲ့အခါမှာ Main Line အနေနဲ့ Skyler ကိုနေရာပေးခဲ့ပြီးတော့ Skyler ကိုယ်တိုင်ကလည်း last one ကောင်းနေပြသနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း RQ တို့ရဲ့ထုံးစံအတိုင်းပဲစိတ်မကောင်းစွာနဲ့ Blacklist International ကို Lower Bracket မှာရှုံးနိမ့်ပြီးတော့ထပ်မံပြီးတော့ထွက်သွားရတယ်။ Entry World Championship ကတော့ RQ တို့ကတော့ Top 5နဲ့ပဲကျင်းပခဲ့ရတယ်။အဲ့ဒါပြီးတော့ MPN Indonesia Season 9လာတယ်။ MPN Indo Season 9ကတော့ Skyler ဘွားအတွက်သူ့ရဲ့အချိန်အဝါတစ်ခုစတင်ထုံးတော့ချိန်လို့ပြောရမှာဖြစ်ပြီးတော့ Skyler အနေနဲ့ RQ ဟိုရှိကို Grand Final ထိရောက်အောင် ဖန်တင်ပေးနိုင်ခဲ့တယ်။အဲ့ဒါအပြင်သူ့ဘွားရဲ့ပထမဆုံးသော MPL Trophy လို့ပြောလို့ရတဲ့ MPL Indonesia Season 9ရဲ့ Champion ကိုရရှိခဲ့တယ်။ MPL Champion ဖြစ်သွားတဲ့ကြောင့်မလို့ Skyla အနေနဲ့အဲ့ဒီနှစ် MSC 2022ရဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ကို RQ ဟိုရှင်နဲ့အတူရရှိခဲ့တယ်။အဲ RQ နဲ့ Skyla ကအဲ့ဒီမှာဆိုလို့ရှိရင်တော်တော်လေးကိုအမြင့်ဆုံး level prime time တစ်ခုလောက်ကို ရောက်နေတာပေါ့လေ။အဲ့ဒါကြောင့်မလို့လေသူတို့အနေနဲ့ Grand Final ကိုချုံပွဲလုံးဝမရှိဘဲနဲ့တက်ရောက်နိုင်ခဲ့တယ်။အဲ့ဒီလိုနဲ့ Skyla တက်ရောက်နေတဲ့ MSC Champion ဖြစ်ဖို့နဲ့ MSC Trophy ကြီးကိုကင်မြောက်ဖို့အတွက် လက်တကန်းသာလိုတော့တယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ Brother တို့တည်တဲ့အတိုင်းပဲ RQ ကတော့ International Tournament တွေမှာကံမကောင်းခဲ့ဘူး။သူတို့အနေနဲ့အပြတ်အသတ်ရိုက်ပြီးတော့ Lower Bracket ပို့လိုက်တဲ့ RG Philippines ကို Grand Final မှာ4-0နဲ့အေးနိုင်ပြီးတော့သူတို့ရဲ့ Champion အိမ်မက်ဟာလည်းပြောက်ွယ်သွားခဲ့တယ်။ အဲ့ဒါပြီးတော့ MPL တွေပြန်စားတယ် MPL intro ရောက်တဲ့အခါမှာအဲ့ဒီကာလာတွေက RQ Hoshi နဲ့ Onyx Esports ရဲ့ကြီးစိုးတဲ့ကာလာတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ MPL intro season 10မှာလဲ Skyler ဟာအတင်းနဲ့အတူ Grand Final ကိုထပ်မံပြီးတော့တက်ရောက်ခဲ့တယ်ဒါပေမဲ့ဒီတစ်ချိန်မှာကျတော့ Onyx Esports ရဲ့အနိုင်ယူခြင်းကိုခံလိုက်ရပြီးတော့သူတို့အနေနဲ့ MPL လဲထပ်ရှုံးသွားတယ်ပေါ့နော် Grand Final မှာအရင်နိုင်ခဲ့တယ်ဆိုပေမဲ့လည်း RQ တို့ရဲ့ထုံးစံတိုင်းပဲ M series ဝင်ခွင့်တနင်္လာကိုအရယူနိုင်ခဲ့ပြီးတော့ M4 World Championship ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်။ M4 World Championship မှာကျတော့ Skyler အနေနဲ့ RQ Hoshi ဟာ MP ရဲ့ဒုံးက လက်စွမ်းထက်ပိုကောင်းတယ်ဆိုတဲ့အခြေအနေတစ်ခုကို performance တစ်ခုကိုပြသနိုင်ခဲ့တယ်ဆိုပေမဲ့လည်းဒုံးစံအတိုင်းပဲ Knockout Stage ပွဲစဉ်မှာအခုနဲ့ရင်ဆိုင်ရပြီးတော့သူတို့အနေနဲ့ထပ်မံအရေးနှိမ့်ခဲ့တယ်ပေါ့လေအဲ့ဒါနဲ့ပဲ M4 မှာလည်း top 3နဲ့တင်ကျင်းပ်ခဲ့ရတယ် အဲ့ M4 တုန်းကကျွန်တော်မမတ်ရရ Skyler ကတော်တော်လေးကိုကောင်းတာဗျ။ဒါပေမဲ့လည်း M4 ပြီးနောက်ပိုင်းမှာ Skyler နဲ့ RQ ကတိတိတတလက်စွမ်းပိုင်းကြာဆင်းသွားခဲ့ပြီးတော့ MPL 300ဒီဇက်တိုက်အဆင့်4-5နဲ့ပဲယာတီတိမ့်နိုင်ခဲ့တယ်။ဆိုတော့ဒါကတော့နင်းနေလေးတော့စိုးရယ်ပေါ့နော်။အဲအဲ့ဒါအပြင်ကိုမှတို့အနေနဲ့ပထမဆုံးတော့ M series ဝင်ခွင့်ကိုပါလွှဲချော်ခဲ့တယ်။အထူးထူးခြားခြား M5 မှာပေါ့။အဲ့ဒီလိုမျိုးရှုံးနေမှုတွေကြောင့်ပဲ MPL Indonesia season 14မှာ အာကူနေနဲ့ကြီးမားတဲ့လူစင်းအပြောင်းအလဲကြီးတွေလောက်ခဲ့တယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့အကယ်ဒမီထွက်ပလီယာလူငယ်ကစားသမားလေးတွေနဲ့စီနီယာကစားသမားစကိုင်လာကိုတွဲပေးလိုက်တာ။ဒါပေမဲ့သူသူချင်းချင်းအနေနဲ့ဒါကတော်တော်ကိုအလုပ်ဖြစ်သွားတယ်။ယာတီအစကတော့ဟာဒီကောင်းနေမဖြစ်နိုင်ပါဘူးပေါ့။ဒါပေမဲ့တော်တော်ကိုအလုပ်ဖြစ်သွားခဲ့တာ။ဒီတစ်ချိန်မှာတော့ဝိုင်းရင်ကစားသမားကြီးစကိုင်လာဦးဆောင်တဲ့အာကူရဲ့လူငယ်အဖွဲ့အနေနဲ့ ဒီအသင်းကိုဝေးကွာနေပြီဖြစ်တဲ့ Grand Final ကိုပြန်လည်ပြီးတော့ပို့ဆောင်ပေးနိုင်ခဲ့တယ်။တကယ်ကောင်းပါတယ်အဲ့နှစ်ကလည်းအဲ့ဒီနှစ်က First Runner အတာရခဲ့တယ်ဆိုပေမဲ့လည်း IPL Indonesia Grand Final ကိုရောက်ရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ M6 World Championship ဝင်ခွင့်ကို RQ အတွက် နောက်တစ်ကြိမ်ထပ်မံပြီးတော့ယူဆောင်ပေးနိုင်ခဲ့တယ်။ IPL Indo Grand Final မှာ Liquid ကိုရှုံးတာရောရှုံးတာပဲ။ဒါပေမဲ့လည်း Senior ကစားသမားတယောက်အနေနဲ့ Skyler D Lu ငယ်အဖွဲ့ကို ဥဆောင်သွားတာကိုတော့ကျွန်တော်တို့ appreciate လုပ်ရမယ်။အဲ့ဒီနောက်မှာသူတို့ MC World Championship ကိုတွားတယ်။ဒါမဲ့လည်း MC မှာလည်း International ပွဲနဲ့ RQ နဲ့ကံမဆက်ဘူးဆိုတဲ့အတိုင်းပဲသူတို့အနေနဲ့ထပ်မံပြီးတော့ Top 5နဲ့ပဲကျင်းပခဲ့ရတယ်။ Skyler အတွက်ကတော့တကယ်စိတ်မကောင်းဘူး။ဒီ MC ကြီးပြီးတော့ Skyler အနေနဲ့အားလုံးမထင်မှတ်ထားတဲ့သူတို့ဖြင့် RQ ပြိတ်သက်တွေကိုဝမ်းနည်းစီမဲ့သုံးဖြတ်ချက်တစ်ခုချခဲ့ရပေါ့လေအဲ့ဒါကတော့သူဒီ professional player live ကနေ းနားမယ်လို့ထုံးဖြတ်တာအမ်အတင်းနဲ့အတူအောင်မြင်ချိန်ရောကြာရှုံးချိန်မှာပါတူတူရှိခဲ့တဲ့ Skyler လို့ကစားသမားတစ်ယောက်အနေနဲ့ဒီ professional player life ကနေနားသွားတဲ့အခါမှာပရိသတ်တော်တော်များများကကြတော့သူတို့ဖြင့် kingdom နေပေါ့လေ RQ fan တွေကတော့တော်တော်လေးကိုသိမကောင်းဖြစ်ကြတယ်လက်ရှိမှာတော့ Skyler အနေနဲ့ YouTube streamer တစ်ယောက်လုပ်နေပြီးတော့သူ့ရဲ့အောင်မြင်မှုအရှိန်အဝါတွေရောက်မယ် YouTube ရဲ့ top 10 streamer list မှာပါခဲ့တယ် oh my god kingdom တွေရဲ့ RPG ချက်ကစောင့်ရမ်းကြတာတကယ်ပြောတာ skyline တယောက်အနေနဲ့နောက်ထပ်တစ်ချိန် professional scenes ကိုပြန်လည်ပြီးတော့ရောက်ရှိလာမလားဆိုတာကတော့ကျွန်တော်တို့ခင်များတို့အခုချိန်ထိအဖြေရှာမရတဲ့ပုံစံတစ်ပုတ်ပဲပေါ့လေ skyline ကတော့သူ့ရဲ့ strength တစ်ခုမှပြောပါတယ်သူ့အနေနဲ့တကယ်လို့သာ RQ ကဒါလိုအပ်မယ်ဆိုလို့ရှိရင်ပြန်ဆော့ပေးမယ်ပေါ့လေအဲ့မဲ့လေ RQ ကတော့အခုလက်ရှိကအစ်စ်လေး try နဲ့တာယာနေပြီပေါ့နော်အခုလက်ရှိက try ရဲ့ performance ကလည်း ကောင်းနေတာဆိုတော့လေ Skyler ကိုတော့ပြန်ခေါ်ဖို့ဆိုတာတော့ခတ်ပါသေးတယ်။ဒါမဲ့လေတစ်ဖက်မှာလည်း Skyler ကိုယ်တိုင်ကလည်းတည်တဲ့အတိုင်းပဲ YouTube ကရတဲ့ income ကစောင့်ဝဲကျန်းနေဆိုတော့သူ့အနေနဲ့ဒီ professional sense ကိုဓာတ်ရိုက်တွေကိုဆုတ်လွှတ်ပြီးတော့ပြန်လာဖို့ဆိုတာလေမလွယ်ဘူး။ကဲဒီကနေ့ video လေးကတော့အနောက်ဂျာကာတာရဲ့အိမ်ရှိဆန်မင်းသားတပါး Skyler ရဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောပြပေးခဲ့တာပေါ့လေ။ဆိုတော့ဘယ်ကိုလိန်တာဘလို့ပဲ MCV ရရ MSC Champion ပဲဖြစ်ဖြစ် Skyler ရဲ့ popularity ကို ဘလို့မှမရှင်းနိုင်ဘူး Skylar ကတော့ကျွန်တော်တို့ influence အဖြစ်ဆုံးကစားသမားတွေတဲကတယောက်လို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ fan base ကလည်းဆောင်းအများကြီးဆိုတော့ yeah ဆိုတော့ကအဆောင်တိကျရှိပေးတဲ့သူတချင်းစတိုင်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ Skylar ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်အနေနဲ့နည်းနည်းလေးခီးလွန်နေလို့ဒီရပိုင်းဗီဒီယိုလေးမတင်ဖြစ်တာပေါ့နော်ဒီအခုနောက်ပိုင်းကတော့ကျွန်တော်ပြန်တင်ဖို့ရှိပါတယ်ဆိုတော့ဆက်ပြီးရပဲအားပေးကြပါအောင်လို့ပြောပြောချင်ပါတယ်ကျွန်တော်ချီးရောက်နေပါတယ်ကျွန်တော် 这是的买，拜拜嘛。